Hello. မင်္ဂလာပါ။အစ်တို့သားမီးများခင်ဗျားမစားပြတာကြာပြီမို့လို့ဒီနေ့တော့ခင်ဗျားစားပြပါမယ်။ဒါမှအစ်တို့ကျွတ်ထားလဲညောင်ခါရှည်ရမပြည့်ရချုပ်ဖြစ်ပါရဲ့။အရန်ဆက်ပါလေ။ညတိမုတ်ကလည်းတအားဆက်ပါလေရှင်။ဘူးညိုရေလုံးပြုတ်တုံတုံလေးကဒီတပတ်အမျိုးသားနေရောစနစ်တနေုံနေရောအကြောင်းတရက်တောင်ပြေးတာဆိုတော့ဗလော့လေးတွေရိုက်ဖြစ်တယ်ပေါ့နော်။ စီတီမက်ကနေဝင်လာတဲ့ပုစံတုပ်လေးတွေကိုရေးဆေးထားလိုက်မယ်ပြီးတော့ဘူးညွန့်လေးကိုလည်းစားလေးစိန်ပြီးတော့မှအစ်တို့ရေးဆေးထားတယ်ဘူးညွန့်ကြတော့ဒီတစ်ခါအပင်လိုက်နီးပါးလေးပေါ့နော်အစ်တို့ကြော်ချက်လေးချက်မှာပါပစုံလေးတွေရပြီဆိုလို့ရှင်တော့ပစုံတုပ်ကလေးတွေကိုတချို့ကြတော့အခွန်ထားထားမယ်တချို့ကြတော့အခွန်မထားထားဘဲနဲ့အဲ့လိုမျိုးချက်မယ်ပေါ့နော်ပစုံတုပ်ထဲကိုကြသားမှုရဲ့စားရဲ့ခရုစီများများလေးနေပေါ့နော်အဲ့တွေကတော့ပစုံတုပ်ချက်တဲ့ခါမှာပို့ပြီးတော့မှအဲ့လိုမျိုးခရုစီထည့်ပြီးချက်တာကိုကြိုက်ပါတယ် ပြုလို့ရှိရင်စနုံးလေးနဲ့အရသာလေးနဲ့ပြီးတော့နှက်ထားလိုက်မယ်။ရသာလေးနဲ့နှက်ပြီးလို့ရသာဝင်သွားပြီဆိုလို့ရှိရင်တော့တို့စပြီးတော့ချက်မယ်ပေါ့နော်။ဒီတစ်ခေါက်မှာပစုံကိုအဆက်လေးချက်မှာမဟုတ်လို့စက်သုံးအဖြူအနီနဲ့အတူတူအကြမ်းဖက်ကလေးတွေကိုပါအဲ့တွေတေးချလေးထောင်းထားပါတယ်။အနှစ်မြမြနဲ့ခက်ဆက်ဆက်အနီထားလေးချက်မှာပေါ့နော်။စီပူပူထဲမှာ ထောင်းထားတဲ့ထစ်တော်နေအဲစစ်တက်တယ်ပြလို့ရှိရင်အဲရေလေးလေးထည့်ပြီးတော့ဖုံးအုပ်ထားတယ် ချက်သွန်လေးလေးတွေရပြီဆိုတဲ့အခါကျတော့မှပဇွန်လေးတွေထည့်ပါမယ်ဒီတစ်ခါအဲ့တည်းစီမများဘူးပေါ့နော်ဒါကတော့အထက်မှာရေလဲကျန်နေတဲ့အတွက်ကြောင့်မလို့ဒီလိုမျိုးစီများတယ်ဆိုတဲ့ပုံစံမျိုးလေးပေါက်တာပါဒါလေးကကြတော့မနေ့ကတော့အဲ့တို့ထက်ထားတဲ့ပဇွန်နဲ့ကမုန်းကျင်ရဟင်းလေးပေါ့နော်အဲ့ဒါလေးပါတစ်ခါတည်းပြန်ပြီးတော့ရောချလိုက်ပါမယ်အနှစ်မြများနဲ့ချက်ထားရတော့ကြောင့်မလို့စီများလို့ဖြစ်နေရနော်အဲ့တည်းစီများကြီးတုံထားတာမဟုတ်ပါဘူး ကဲပဲရေလေးလေးလေးထည့်ပြီးလို့ရှင်တော့ပစုံလေးရပါပြီပစုံဟင်းကတော့အိမ်မှာချက်ရတာအများဆုံးမဟုတ်လို့ဒီလိုကြိတ်ပါတယ်အခုလိုမျိုးလေးခက်ဆက်ဆက်လေးချင်းချင်းလေးနဲ့စိတ်စိမ်လေးပေါ့နော်ခယူးစီပါတဲ့အတွက်ကြောင့်မဟုတ်လို့အရင်စားကောင်းပါတယ်တစ်ဖက်မှာလည်းငပိစင်စားနဲ့ကြက်တော်အဖြူနီလေးတွေနဲ့အတွေ့ဘူးညွန့်ကိုကြော်ချက်တော့မဟုတ်တော့ဘူးပေါ့နော်ရေလုံးပြုတ်ဖြစ်သွားတယ်ပေါ့နော်ပစုံကြောင့်လေးခက်ပြီးတော့မှအခုလိုမျိုးလေးချက်လိုက်ပါတယ်ဘူးညွန့်ကလည်းအရန်ကိုထူပြီးတော့စားကောင်းပါရဲ့ရှင် ကဲအခုဆိုလို့ရှင်တော့ထမင်းဝိုင်းလေးစပြီးတော့ပြင်ဆင်ပြီးပါပြီ Hello မင်္ဂလာပါအဲ့တော့တောင်းမင်းကထမင်းမစားပြတာကြာပြီမို့လို့ဒီမျိုးထမင်းစားပြပါမယ်ဒီမှာအတကျွထားနေညောင်ခါရှည်ကမပြည့်ရချို့ဖြစ်ပါရဲ့အရန်ဆက်ပါတယ်ညုံတိမုတ်ကလည်းတအားဆက်ပါတယ်ရှင်ဒါတော့ပစွန်ထုတ်ပေါ့နော်ချက်ပြထားတဲ့အတိုင်းပဲခလေးလေးကအခွန်မပါတဲ့ဟာလေးစားဟုတ်ဟောပါတဲ့ဟာတော့ခွာနေရမှာဆိုလို့ ပုံလေးကပုံလေးရေဆိုလို့ရှိရင်လည်းအခုလိုမျိုးဆက်ဆက်လေးရေစားနေပါပြီเนาะဟုတ်ကဲ့ဆက်ဆက်လေးရေစားနေပါပြီရှင်อืมတောင်းပြပြီးထက်ပါလားမပြီးမပြီးလည်းလို့ပဲတောင်းစားနေပြီဟုတ်ကဲ့ဒါကတော့ဘူးညွန့်ကြောချက်ပဲဖြစ်ပါတယ်ဆုံချောက်ကလေးနဲ့ကလေးလေးပုံချောက်လေးကိုများစားလို့ရအောင်ဒီတော့အကောင်လိုက်ထည့်ထားတာဟုတ်ကဲ့အကြည့်ပဲအကြည့်ပဲအကြည့်ပဲ ဘူးညောတိတ်လေးတွေလုံမနေတော့ဘူးတို့စရာအနေနဲ့လည်းစားလို့ရအောင်လို့လေကောင်းလိုက်တာဘူးညောရေလုံပြုတ်တို့စရာကတော့ဒီမှာဘုံငင်းဖူးပါတယ်တဖားသီးပါတယ်စုပုတ်ပါတယ်ငါပြောဘူးငါပြောကွာအမှန်တကယ်တော့လေတခုလိုက်ဝယ်လာသီလားတုတ်စားကြင်လားအဲ့ဒါဘာမဲ့ ိမ်မှာသူစားပေးမဲ့သူတိတ်မရှိဘူးမရှိလို့လေဝါဟာတော့ချစ်ပြန်လဲကြည့်မယ်ဟာကြပါအောင်ရှင်ဟိဟိအင်းဟုတ်ပါဆက်ဆက်ရအောင်ပါပြီးတော့ဒီ page လေးရကြအောင်လေအဲ့တော့တာမီးမြောင်ရဲ့ page လေးအစ်စ်ကလေးပါနော် lên Chờ Sao lại đã Sao đã mãi ra nè Ok Nè, cũng như thế bà sao Bây giờ mà sao đâu nhèo nó là mạng Sao mạng quá

可是我那么啥的，那那阳光的。Ya, baju. Hmm. Tadi udah balik, cetak. 会咋用呢？大我，哎呀我我，爷爷在这儿。嗯。就弄这咋算啊？爷爷，我哎呀这个。嗯做弄这咋算一爷爷在 你干嘛？我这边刚弄够了。够呢。ဒီနေ့ vlog လေးကတော့ဒီလောက်ပါပဲရှင်။နောက်နေ့ကျရင်လည်းနောက်တစ်ပုဒ်ထပ်ပြီးတော့တည်ပြီးပါဦးမယ်။အားလုံးကျေးဇူးများလေးတင်ပါတယ်။ Bye bye ။